ူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင့်။ကျမနေနဲ့နေ့စဉ်နေ့တိုင်းသတင်းလေးတွေရှာဖွေပြီးတော့မိဘပြည်သူများအကျိုးရှိစေရန်စဉ်စားတွေးခေါ်နိုင်စွမ်းလေးတွေပေါ့နော်။အများကြီးဖြန့်ကျက်နိုင်စေရန်ကျမအားဖြည့်ပြီးတော့နေ့စဉ်နေ့တိုင်းတင်ဆက်ခဲ့ပါရဲ့ရှင့်။အဲ့လိုတင်ဆက်ရင်းနဲ့ကျမကိုယ်တိုင်လည်းတန်ဝေကရစရာတွေ၊သင်ခန်းစာရစရာတွေအများကြီးတွေ့ပါရဲ့ရှင့်။ကျမလက်ရှိမှာစဉ်စားဆင်ခြင်မိတာကတော့ကျမနိုင်ငံသူနိုင်ငံသားတွေဟာဆိုရင်တူးနဲ့တူဆင်းရဲလိုခြင်းတွေအရန်ကိုကြီးမားနေပါရဲ့ရှင့်။တူးနဲ့တူနိုင်ငံရဲ့ယူဆတူသည်ဖြစ်စေမတူသည်ဖြစ်စေ အခြားတယောက်ကိုဒုက္ခရောက်လို့စိတ်တွေအယံကိုကြီးထွားနေပါရဲ့။ဘတ်မတူတဲ့သူအချင်းချင်းဆင်းရဲလိုခြင်းဖြစ်တာတွေကထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဆိုပေမဲ့ဘတ်တူတဲ့သူအချင်းချင်းတူးနဲ့တူးဆင်းရဲလိုစိတ်တွေဒုက္ခရောက်လို့စိတ်တွေကကြီးထွားနေတာကမကောင်းတဲ့လက္ခဏာပါပဲရှင်။ဒါဟာလူဖွဲ့စည်းအတွက်အင်မတန်အန္တရာယ်များပါတယ်ရှင်။ဒါလေးကိုကျွန်မတို့စဉ်းကြံနိုင်ဖို့အတွက်ကိုယနေ့ကစပြီးတော့မိမိစိတ်ကိုမိမိပြန်ပြီးတော့စမ်းစစ်ပြင်ဆင်သင့်ပါတယ်ရှင်။မိမိရဲ့စိတ်မှာအခြားသူတယောက်ကိုဆင်းရဲဒုက္ခရောက်စေလို့တဲ့ဒုက္ခတရားတွေပြင့်နှံ့သွားစေလို့နေရယ်ဆိုရင်တော့ အဲ့ဒီအရာတွေကကိုယ့်စီကိုရောက်လာမယ်ဆိုတာကိုအရင်ဦးဆုံးစင်ကျင်ကြည့်ပါရှင့်အချင်းချင်းဆင်းရဲဒုက္ခဖြစ်စေလိုတဲ့စိတ်တွေကျမတို့မှာယုံနေသွားပြီဆိုရင်တော့ကျမတို့တနိုင်ငံလုံးအတိုင်းတာနဲ့ဆင်းရဲဒုက္ခဖြစ်ခြင်းတွေယုံနေသွားမယ်လို့ကျမယုံကြည်ပါရှင့်ကျမတို့စိတ်စွမ်းအင်ကိုကသူများကိုဆင်းရဲဒုက္ခရောက်လို့စိတ်တွေများနေတဲ့အတွက်ကျမတို့ပတ်ဝန်းကျင်ကျမတို့နိုင်ငံမှာဆင်းရဲဒုက္ခရောက်တဲ့ကိစ္စတွေအများကြီးကြုံနေရတာလားမသိပါဘူးရှင်။ကျမတို့ဖြစ်နေတဲ့စိတ်ဆန္ဒတွေတကယ်ဖြစ်လာတဲ့ပုံစံဖြစ်နေပါရှင်။ ဒီတော့ကျမတို့ကဆိုရင်ကောင်းတဲ့စကားကိုပြောပါကောင်းတဲ့အတွေ့အကြုံတွေ့ပါသူတော်ဘာအပေါ်မှာဆင်းရဲလိုခြင်းစိတ်တွေလျှော့ကြပါရှင့်ဒါလေးကကျမအနေနဲ့တိုက်တွန်းချင်ပါရှင့်ကျမရဲ့ဆုတောင်းစကားလေးကတော့မိဘပြည်သူများအားလုံးမြန်မာနိုင်ငံသားများအားလုံးကမ္ဘာသူကမ္ဘာသားများအားလုံးဆင်းရဲလိုခြင်းအချင်းချင်းကင်းဝေးကြပါစေရှင့်မိဘပြည်သူများကိုဒီနေ့ပထမအဦးဆုံးတင်ဆက်ပေးရမှာကတော့တန်ငန်းစာယူစရာပေါ့နော်။တန်ဝေကယူစရာကိစ္စလေးတစ်ခုပါရှင့်။ အဲ့ဒါတော့အဲ့ဒီမှာနေထိုင်တဲ့မြန်မာလူမျိုးတွေရဲ့အကြောင်းလေးပါအဲ့ဒီမှာဆိုရင်ဒီဒေါအောင်ဆန်းစုကြည်မွေးနေ့မှတ်တရားပေါ့နော်သူတို့ဆန္ဒပြဖို့စီစဉ်ထားရှိရဲ့အဲ့ဒီစီစဉ်ပွဲကိုအခုဖျက်လိုက်ပါပြီရှင့်ဒီလိုဖျက်သိမ်းလိုက်တဲ့အကြောင်းကိုအမေရိကန်မှာရောက်ရှိနေတဲ့မြန်မာတူကနေပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာပြောကြားထားပါရှင့်ဒီပုံကူပေါ့နော်ကျော်ဝနာဆိုတဲ့ပုံကူပြောထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အလီမြို့မှာရှိရဲ့လက်ရှိဖြစ်ပွားနေရဲ့အခြေအနေရဲ့ရက်ကြောင်တဲ့လာမယ့်ဇွန်လ15ရက်တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အထိမ်းမှတ်လမ်းလျှောက်ခြိတက်ပွဲကိုတဲ့ရွှေဆိုင်ဘိုးအတွက်စီစဉ်သူတွေကဆုံးဖြတ်လိုက်ပါတယ်ဆိုပြီးတင်ကြီးတိပေးကြညာရဲပေါ့ရှင်ပွဲလုပ်ဖို့အတွက်ဖြတ်လိုက်တယ်ပေါ့ရှင်တော်တော်ကိုလိမ်မာရေးချရှိကြတာပဲလို့ကျွန်မမြင်လိုက်မိပါတယ်ပေါ့နော်နံပါတ်1ကတော့ဟိုဘာကြောင့်လဲဆိုတော့သူများနိုင်ငံမှာရှိနေတဲ့အချိန်မှာသူများနိုင်ငံဖြစ်နေကိစ္စရတွေပေါ်မူတည်ပြီးတော့အလိုက်တသိနေတတ်ကြတယ်နော်ဒီလိုကြတော့တော်သားပဲမြန်မာနိုင်ငံသူတွေကြတော့ အဲ့လိုအလိုက်သိမှုလေးရှိအောင်လို့ဘာလို့တွန်းအားပေးတယ်မလုပ်ကြရလဲရှင်အမေရိကန်မြန်မာတွေကျမမေးချင်တာပါကျမတို့မြန်မာနိုင်ငံမှာလည်းခါဆိုင်ဖျားသွားကြောင်းတဲ့ကိစ္စလေးရှိရဲဘာသာရေးပွဲလေးရှိရဲတကြံပွဲတော့ရှိရဲဆက်သက်ဖြစ်ပေါ့နော်တရင်းကျုပ်ပွဲတော့ရှိရဲကျမတို့မြန်မာသူမြန်မာနိုင်ငံသူနိုင်ငံသားတွေအေဂျင့်ဆိုတာဆင်နွှဲရမယ်ပွဲတော်လေးရိုးရာကိစ္စလေးရှိရဲရှင် အဲ့လိုကိစ္စလေးတွေတောင်မှခွင့်လွန်နားလည်ပေးနိုင်ခြင်းမရှိဘဲနဲ့နေစဉ်လေးတိုင်းတော်လှန်လုပ်ရပါမယ်ဆိုပြီးတော့2027နောက်ပိုင်းကနေစူပူလှုံ့ဆော်လာတဲ့သူတွေကအမေရိကန်နိုင်ငံမှာကုဆန္ဒပြပွဲဖြစ်တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုမွေးနေ့ဆုတောင်းပေးမဲ့ကိစ္စအောင်နောက်ဆုတ်လိုက်ကြတယ်။အန်အိုးဘူကောင်းလိုက်ကြရှင်။ကို့အိမ်ကြတော့မီးလောင်မှကြောက်ကြတယ်ဟုတ်လား။မြန်မာနိုင်ငံမှာသူတို့အိမ်ရှိလေ။ဒီတော့မြန်မာနိုင်ငံမီးလောင်ကြလောင်စေဆိုပြီးအချိန်ခါမရွေးကျမတို့အချင်းချင်းရန်တိုက်ထားတဲ့သူတွေကအမေရိကန်နိုင်ငံမှာကြတော့နေတက်ထိုင်တက်လိုက်ကြတာနော်။အရေးကဲတိလိုက်ကြတာနော်။လေးစားကုန်ယူပါရဲ့ရှင်။ မြန်မာနိုင်ငံသားတွေပြောပါတယ်အမေရိကန်ရောက်နေမြန်မာနိုင်ငံသားတွေပြောပါတယ်လေးစားကုန်လိုက်တာရှင့်ပြီးတော့ anti dollar စုကြည်ကိုချစ်တယ်ဆိုငွေနေပွဲလေးကျင်းပမယ့်ကိစ္စလေးတော့မှဒါလေးတော့အရေးဆုံးမင်းမလုပ်ပေးနိုင်ဘူးလားလမ်းချချီတက်တဲ့ကိစ္စလေးကိုအရေးဆုံးမင်းမလုပ်နိုင်ဘူးလားရှင့်ချစ်တယ်ဆိုပြောတော့ဘာမှလည်းအချစ်တွေရပါအောင်ဒါမှလည်းမရတော့ဘူး anti dollar စုကြည်ကိုရှင်တော့ချစ်တာမဟုတ်ပါဘူး anti dollar စုကြည်ရဲ့ထမိန်စားကိုဆွဲပြီးတော့လှုပ်ရှားနေကြတာပါနော်လောကကြီးကိုအမှန်တိုင်းဝန်ခံလိုက်စမ်းပါလို့ဒါကျွန်မအမေရိကန်မှာရောက်ရှိနေတဲ့ဤပိတ်မြောင်ပြောလိုက်ချင်တော့တယ်ရှင့် အခုလိုမျိုးတော့အဆန်းစုကြည်ရဲ့မွေးနေ့နဲ့ကိုယ့်ရဲ့ကိုကြိုးစည်းဝါးနဲ့ရှင်တွဲလာတဲ့အခါကျတော့ကိုကြိုးစည်းဝါးကိုပဲရွေးသွားတာပဲလေ။ဒါကျွန်တော်တော့တက်တယ်မရှိပဲမပြောဘူးနော်။အခုတက်တယ်နဲ့တကွာပြောပြတာ။ဒေါ်အဆန်းစုကြည်မွေးနေ့ကိုဒေါ်အဆန်းစုကြည်ကိုချစ်ခင်တဲ့စိတ်နဲ့ဆင်နွှဲမဲ့ကိစ္စကိုကို့ကိုကြိုးစည်းဝါးထိကိုက်လာနိုင်တဲ့အတွက်သူတို့အိမ်မှာရောက်ရှိနေတဲ့မြန်မာတွေနေရထိုင်ရခက်ကုံမှာဖြစ်တဲ့အတွက်သူတို့အိမ်မီးလောင်မှာဆိုတဲ့အတွက်ဒေါ်အဆန်းစုကြည်ကိုချစ်တဲ့စိတ်ကိုသူတို့လက်လွတ်လိုက်ကြတာပဲအဲ့ဒါ။ ကိုကျိုးစည်းဝါနဲ့ဒေါအောင်ဆန်းစုကြည်ရှင်လာတော့အခါဝဲနီပိတ်များသည်ကိုကျိုးစည်းဝါကိုသာရွေးချယ်သွားပါတယ်ရှင့်အခုဆိုရင်ဒီကိစ္စလေးကပေါ်လင်းထင်ရှားသွားပြီပေါ့နော်ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ချစ်တယ်ဆိုပြီးပဇကပြောနေတဲ့လူရောက်တရာမှာ69ယောက်ကတကယ်မချစ်ပါဘူးရှင့်အတုံးချနေကြတာထမိန်စုံအောင်ဆွဲပြီးတော့ဒေါအောင်ဆန်းစုရဲ့ထမိန်ကိုဆွဲပြီးတော့လှုပ်ရှားနေကြတာရှင့် အန်တီဆုချစ်တယ်ချစ်တယ်ဆိုပြီးညာစားနေတဲ့သူတွေအကြောင်းလည်းမိဘပြည်သူများသိလောက်ပြီးလို့ထင်ပါရှင့်ဒါဆိုကျွန်မအနေနဲ့သတင်းလေးတစ်ခုအနေနဲ့ပေါ့နော်ပြောပြပေးတာဖြစ်ပါရှင့်မိဘပြည်သူများကိုကျွန်မကိုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စလေးနဲ့ရခိုင်အကြမ်းဖက်အဖွဲ့ရဲ့သဘောထားလေးကိုပေါ့နော်ကျွန်မချိတ်ဆက်ပြီးတော့တွေးတောထားတဲ့သတင်းလေးတစ်ခုရှိတယ်အဲ့ဒါလေးကျွန်မနည်းနည်းပြန်လေးပြီးမျှဝေပေးကြပါရှင့်မိဘပြည်သူများလည်းဒါပြန်ပြီးတော့ဆွေးနွေးသုံးသပ်လို့ရအောင်ပါရှင့်အော်ပထမဆုံးသတင်းလေးတစ်ခုကကြတော့ဒီအေရဲစံဖက်အဖွဲ့မှာဘုံမှုထုံးမင်းနိုင်ဆိုတဲ့ပုံကိုရှိရရှင့် ဲ့ဒီပုံမှုထုံးမဲ့နိုင်ဆိုတဲ့ပုံကအေအေရဲ့အကျံဘတ်ခေါင်းဆောင်အဖွဲခေါင်းဆောင်ဖြစ်တဲ့ထုံးမဲ့နိုင်ရဲ့အကိုလို့သိရတယ်သူကလေဟိုသူတို့ညီကိုတွေနဲ့တရားတရားချစ်ကြတာပြောပါတယ်စစ်လက်မတိုက်ဘူးပဲနဲ့တယောက်ကကြတော့စစ်ဦးစီးချုပ်ယာလို့ယူထားတယ်တယောက်ကကြတော့ဘုံမှုယာလို့ယူထားတယ်နေထားအဲ့လိုပေါ့နော်နေထားတော့ရွှေပြားပဲသူတို့အုပ်စုကဆိုရင်လည်းမျိုးနဲ့ကိုဟိုအကုန်လုံးယာတွေ့ယူထားကြရဲ့ရှင်ခဏယာတွေ့ယူထားကြရဲ့ပေါ့ရှင်အဲ့လိုဇလန်းမျိုးတွေပေါ့ ပြီးအဲ့ပုဂ္ဂိုလ်ကဆိုရင်ဇွန်လ12ရက်နေ့မှာသူ့ရဲ့ Facebook လူမှုကွန်ရက်မှာရခိုင်စာနဲ့သူရေးထားတဲ့စာလေးနဲ့ကြောင်းပေါ်လာတယ်ရှင်စာလေးကြောင်းကြီးတင်တယ်ပေါ့နော်အဲ့ဒီစာလေးကိုကျွန်တော်အရင်ဆုံးပြောပြပါမယ်သူရေးထားတာကသတင်းဌာနတွေအားတဲ့သတင်းတင်တယ်ဆိုရင်သတင်းတိကျရမှတင်တာကောင်းပါတယ်တဲ့မတိမကျနဲ့ရေးမယ်ဆိုရင်ပေါ့နော်မြေပြင်မှာနဖူးကချွေချင်းမကြောင့် free လုပ်ပေးနေတဲ့တွေအတွက်အဆင်မပြေပါဘူးတဲ့သတင်းဌာနတွေသတင်းမားတွေတင်ရတယ်တရားစွဲရဲ့အစီအစဉ်တခုလိုအပ်လာပြီဆိုပြီးတော့ပြောကြားထားပါရှင့်အဲ့ဒီမှာကတော့ကျွန်မအိတ်စာလေးကိုမြင်လိုက်တဲ့ခါမှာအချက်နှစ်ခုသွားတွေ့ရပေါ့နော်အချက်တစ်ခုကပါလဲဆိုတော့မြေပြင်မှာ free လုပ်ပေးနေတဲ့တွေတဲ့ ဟုတ်တယ်ရှင်ထုံးမြက်နိုင်လို့ဒီထုံးမဲနိုင်လို့ပေါ့နော်အေးအေးအဖွဲမှာယာတွေးရနိုင်ဖို့အတွက်ရခိုင်လူမျိုးအခြေခံလူရန်းစားတွေကအသက်ကိုအလကားပေးပြီးတော့စစ်တိုက်ပေးနေရတာရှင်သူပြောတာတော့မှန်တယ်အခုတော့မှန်တယ်ပေါ့နော်နောက်တစ်ခါကြာတော့သူကသတင်းဌာနတွေကိုသတင်းမတင်တရားစွဲတဲ့အစီအစဉ်ကိုလုပ်ရမယ်ဆိုတာကဒါလွတ်လပ်တဲ့သတင်းသမားတွေကိုချိန်ချောက်လိုက်တာနဲ့တူတူပဲရှင်အခုချိန်ဒီရခိုင်ပြည်နယ်မှာရခိုင်ခြေဆိုင်မီဒီယာတွေရှိရရခိုင်လူမျိုးသတင်းတောက်တွေအများကြီးရှိရရှင် ကျမတို့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ဒုက္ခတရားတွေမတရားမှုတွေအေအေကျန်းဖက်ဖွဲ့ရကျူးလွန်တဲ့မရေမှုတွေပေါ့နော်ဒီလိုຢာတွေကျမတို့တင်ဆက်နိုင်လဲဆိုတာရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်အခြေစိုက်သတင်းတောက်တွေကြောင့်ကျမတို့တင်ဆက်နိုင်တာရှင့်တို့ရခိုင်လူမျိုးအချင်းချင်းကတော့ရခိုင်တွေဒုက္ခရောက်နေပြီဆိုတဲ့မျိုးချစ်စိတ်နဲ့တို့တင်ပေးတဲ့အမှန်တိုင်းပြောပြပေးတဲ့သတင်းတွေကိုအခြေခံပြီးတော့ကျမတို့ကတင်ဆက်နိုင်တာသူတို့တာမပြောရင်ကျမတို့သိမှာမဟုတ်ဘူးရှင့်အဲ့လိုကိစ္စတွေပေါ့နော်ဒီတော့အခုဆိုရင်ဒီ Tomen Nine ဆိုတဲ့ပုံကမီဒီယာသမားတွေချိန်ချောက်လာတယ်ချိန်ချောက်လာတဲ့အကြောင်းအရာလည်းရှိရဲ့ရှင့်အဲ့လိုကျမဆက်ပြီးတော့ဖတ်ပြပါမယ် အေးအေးအဖွဲ့ကနေပြီးတော့သတင်းတောက်တွေဘောနော်ချိတ်ချောက်ခိတ်ခောက်နေရတဲ့အကြောင်းရင်းကအေးအေးအကျန်းဖက်ဖွဲ့ကကျူးလွန်တဲ့မရိမှုတွေကရခိုင်ပြည်နယ်တွင်မကဘောနော်ဒီချင်းအမျိုးသမီးတွေအထိပါလောက်ကင်လာတဲ့အတွက်ဖြစ်ပါရှင့်ဒါသတင်းလေးတစ်ပုဒ်ကိုကျွန်မအယုံစောထပ်ပြီးတော့ဖတ်ပြပါမယ်အေးအေးကနေပြီးတော့စကန်းချထိုင်ထားတဲ့ချင်းပြည်နယ်ပလောဝမြို့မှာရှိတဲ့ပလောဝမြို့နယ်စမီးမြို့မှာဆိုရင်ကလေးမိခင်အမျိုးသမီးတအုပ်ကိုပြီးခဲ့တဲ့မေလ23ရက်နေ့ကအေးအေးအဖွဲ့ကနေပြီးတော့မတရားပြုကျင့်ပြီးတော့တပ်ဖြတ်ခဲ့ပါရှင့် ဒီမျိုးသမီးလေးရာဆိုရင်စမီးမျိုးအမှတ်တုံးရုပ်ကောမှာနေထိုင်တဲ့ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပါရဲ့ရှင်အသက်28နှစ်အရွယ်ချင်းမျိုးသမီးတူဖြစ်တယ်လို့သိရပါရဲ့ရှင်ဒါပြင်ဟိုဒီ A ရဲ့ဖွဲ့ရာဆိုရင်ဒီပလောက်ဝမှာ star net ပေါ့နော်ပြည်သူ့ရဲ့ star net သုံးဆွဲခွင့်ကိုလည်းပိတ်ထားတယ်ဆိုပြီးသိရပါရဲ့ရှင် AR ဆိုရင်အခုချင်းပြည်နယ်အထိကိုကျူးကျော်ဝင်ရောက်ပြီးတော့ချင်းလူမျိုးတွေကိုအနိုင်ကျင့်နေပါရဲ့ရှင့်။ဒါပြင်ဟိုရခိုင်ပြည်နယ်ရဲ့ပိုင်ဆိုင်ခွင့်မှာဆိုပြီးတော့ချင်းပြည်နယ်ပလောက်ဝအောင်လေသူတို့လည်းဆွဲသွင်းမှုတွေလုပ်နေတဲ့ကိစ္စတွေအခုလှုပ်ဆောင်နေရပါတော့ ဒါမြင်ချင်းလူမျိုးတွေကိုလည်းနိုင်ကျင့်နေရချင်းဒီတော့ဒီလိုကိစ္စအားလုံးစမ်းစစ်လိုက်တဲ့အခါမှာဒီထုံးမင်းနိုင်ဆိုတဲ့ပုံပေါ်ကမီဒီယာသမားတွေကိုဖမ်းမယ်စီးမယ်အနိုင်ကျင့်မယ်ဆိုပြီးချိန်ချောက်တဲ့ကိစ္စရဲ့ကြီးတခုလုံးပုံပေါ်စွာနဲ့သဘောပေါက်တော့ပြီလို့ထင်ပါတယ်ရှင်မီဒီယာသမားတွေကအမှန်တိုင်းတင်ပြတဲ့သတင်းတွေကြောင့်သူတို့ AA အကြမ်းဖက်အဖွဲ့တိုက်ခိုက်ကြရပါတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဒီပုံပေါ်ကဆိုရင်မီဒီယာသမားတွေချိန်ချောက်လိုက်တာဖြစ်ပါတယ်ရှင်ဒီတော့ကျွန်တော်အနေနဲ့ဒီဘုံမှုထုံးမင်းနိုင်ဆိုတဲ့ပုံကိုမေးစင်တာကမီဒီယာသမားတွေကိုချိန်ချောက်ပေးဆိုတော့အေအေကအကြမ်းဖက်မှုတွေလုပ်နေတဲ့ကိစ္စတွေမမှန်လို့လားရှင့် မှန်နေရပဲလေမှန်အောင်မှန်တဲ့အတိုင်းမီဒီယာသမားတွေတင်ပြတာကိုဘာကြောင့်အခုလိုမျိုးချိန်ချောက်ရတာလဲရှင့်တကယ်ဆိုရင်မီဒီယာသမားတွေချိန်ချောက်တာမဟုတ်ပဲနဲ့အေးအေးအကြမ်းဖက်ဖွဲ့ရနေပြီးတော့မရေမှုတွေကျူးလွန်နေတာပြည်သူတွေနှိပ်စက်နေတာအတင်းအဓမ္မစစ်သားစုဆောင်နေတဲ့ကိစ္စတွေကိုဖိတ်ချုပ်တဲ့လည်းမဟုတ်ဘူးလားရှင့်ကိုမားတယ်ဆိုကိုကပြင်ရမှာလေသူမြောက်လည်းညှို့ထိုးလို့မရအောင်လေဒါကိုအေးအေးအကြမ်းဖက်အဖွဲ့ကနားလည်ဖို့လိုပါရှင့်အခုဆိုရင်တော့ခိုင်ပြည်နယ်မှာရှိတဲ့သတင်းတောက်တွေလည်းပြောဆိုနေကြပါပြီသူတို့တွေကစစ်အာဏာရှင်ဆိုတော့တုံ့နှံလိုက်တာတဲ့အခုကအာဏာရှင်လက်သက်ဖြစ်လာတဲ့အတွက် ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုအဖြစ်ဖြစ်နေပြီတဲ့ရှင်ဒီတော့ဒီရတွေကိုဘသူကများကဲတန်းနိုင်မှာလဲရှင်အရင်ကတည်းကပြည်တော်စုမှာအေးချမ်းစွာနေခဲ့ကြလို့ရှင်လူပြစ်တနာမဖြစ်ဘူးဒီလိုဒုက္ခတရားမဖြစ်ဘူးရှင်ဒီလိုမျိုးမတရားတက်ဖြတ်တာတွေမတရားကျင့်တဲ့ကိစ္စတွေမဖြစ်ဘူးရှင်စစ်ပွဲဆိုတာကြီးဖြစ်လာတဲ့အတွက်ဒါတွေကကျွဲကူးရှိပါဆိုလို့ပါလာခဲ့တာပါတရားဥပဒေစိုးမှုမရှိတော့တဲ့နောက်မှာဆိုရင်အတိတ်ကခံစားရတာကလက်နက်မရှိတဲ့ပြည်သူတွေပါပဲရှင် ဒါကိုအေအကျန်းဖက်အဖွဲ့ကခေါင်းဆောင်တွေသာနားလည်ခဲ့မယ်ဆိုရင်ဒီလိုဆိုးကျိုးတွေရခိုင်ပြည်နယ်မှာမဖြစ်ပါဘူးရှင်အခုတော့အရာအလုံးဟာစတင်ခဲ့ပြီစစ်ပွဲတွေဟာစတင်ဖို့လွယ်လွယ်လက်မယ်အဆုံးသတ်ဖို့တော့ခက်တယ်ရှင်နောက်ထပ်ဗန္ဒနှစ်အထိစစ်ရဲ့ဆိုးကျိုးတွေရခိုင်လူမျိုးတွေခံစားရနိုင်အောင်လဲဆိုတာကတော့မသိနိုင်တဲ့ကိစ္စပါပဲရှင်လက်ရှိမှာတော့ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေအနေနဲ့အေအေအကြမ်းဖက်ဖွဲ့ရဲ့ချိန်ချောက်မှုကိုခန်းစားနေရတဲ့အတွက်ဘယ်သူများကြေနိုင်ပါမလဲဆိုတာကလည်းကျွန်တော်တို့မပြောတတ်ပါဘူးရှင့် ကျမအနေနဲ့သတင်းသုံးသပ်ချက်လေးကနေပြောချင်တာကတော့ရခိုင်ပြည်နယ်ကြီးကံကောင်းပါစေလို့သာပြောလိုက်ချင်ပါတော့တယ်ရှင်။ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေကိုကျမတို့အနေနဲ့သိရဲဆိုပေမဲ့တွားပြီးတော့ကယ်လို့မမရတာရှင်။ ဒါကြောင့်ဝေကျွေးတဲ့အမြတ်ကုန်ပါစေရခိုင်လူမျိုးတွေအေးချမ်းပါစေလို့လည်းကျွန်မဆန္ဒပြုဆုတောင်းပါရရှင်။ကျမတို့အားလုံးကပြည်တော်စုမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့ PDF တွေနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများသတင်းလေးတွေအမြင်နဲ့တင်ဆက်ပေးမှုပါရရှင်။အဲ့လိုတင်ဆက်တဲ့အခါမှာဆိုရင် PDF တွေကြားထဲမှာပေါ့နော်မိန်းကလေးငယ်တွေကိုလင်ကျန်းဖတ်မှုပြုလုပ်တာတွေနဲ့အမျိုးသားအချင်းချင်းအဲ့လိုမျိုးစော်ဟားတဲ့ကိစ္စတွေပေါ့ရှင်အဲ့လိုမျိုးရှိရဲရှင်တိလားအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုကိစ္စတွေပြုလုပ်တဲ့အမှုဖြစ်စဉ်တွေကိုကျွန်တော်အမြင်နဲ့တင်ဆက်ခဲ့မှုပါတယ် အခုလည်းနောက်ထပ်အမှုတစ်ခုသူတို့စီကနေပြီးတော့အိုးမလို့အောင်ပွင့်ပြီးတော့ဘလုံးကထိမ့်မနိုင်သိမ့်မရအခြေအနေမှာပွင့်ထွက်လာခဲ့ပါတယ်ရှင့်အဲ့ဒါလေးကတော့ဒီ live copy တရက်ကနေပြီးတော့ထုတ်ပြန်ထားတဲ့စာလေးဖြစ်ပါတယ်။ live copy တရက်ကထောက်ဖို့နဲ့ဘန်နာရေးတာဝန်ခံဦးမင်းသူကျော်ခေါ်မောက်ခမ်းဝါဆိုတဲ့ပုံပေါ်ပါဆိုရင်အဖွဲ့ဝင်ဖြစ်ကနေပြီးတော့သူတို့နှုတ်ထုတ်ပယ်လိုက်တယ်ပေါ့နော်။ဇွန်လ17ရက်နေ့ကနေပြီးတော့ထုတ်ပယ်လိုက်တာပါရှင့်။ဗာဒီမောက်ခမ်းဝါဆိုတဲ့အမျိုးသားကမှတ်တမ်းရုပ်ရှင်တွေပါရိုက်တယ်ပြီးတော့ဓာတ်ပုံတွေရိုက်တယ်ရှင့်။သူရိုက်တဲ့ဓာတ်ပုံတော့မှစုတွေပါရတော့ဘူးပါရှင့်။ဒီပုံကူဖြစ်ပါတယ်။ကျွန်မတို့ပြသတဲ့ဓာတ်ပုံဖြစ်ပါတယ်။ ဒီမောက်ခမ်းဝါဆိုတဲ့အမျိုးသားက2025ခုနှစ်မေလ23ရက်နေ့မှာအမျိုးသမီးငယ်တအူးကိုလိမ်မန်းဆိုင်ရာနှောက်ရက်စော်ကားမှုပြုလုပ်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်အဲ့လိုပြုလုပ်တဲ့အခါမှာပြစ်မှုထင်ရှားကြောင်မြင်တွေ့ရတဲ့အတွက်သူ့အခုလိုမျိုး PDF အဖွဲ့ကနေပြီးတော့နှုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်ရှင့်ဖဲထုတ်လိုက်တာပေါ့နော်ပြီးတဲ့အခါမှာသူတို့လုပ်နေတဲ့ project တွေဖြစ်တဲ့သဘုံ coffee ချက်ဝတ်နေ campaign စတဲ့တော်လိုင်းရုံမုံဝင်ရှာဖဲရှာခွေရဲ့လုပ်ငန်းတွေမှာလည်းထုတ်ပယ်လိုက်ပါတယ်ရှင့်ပြီးတော့ storytelling by မောက်ခမ်းဝါဆိုတဲ့အစီအစဉ်ကိုလည်းဘာမှ pocket network ကနေပြီးတော့ zone 17ရက်နေရနေစပြီးတော့အပီးချန်လာလိုက်တယ်ဆိုပြီးကြေညာလိုက်ပါတယ်သူနဲ့လုပ်နေတဲ့လုပ်ငန်းစဉ်တွေအားလုံးရက်ဆိုင်လိုက်တာပေါ့နော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မောက်ခမ်းဝါဆိုတဲ့ပုံကောကလည်းတောင်းပန်တဲ့ကိစ္စတွေလောက်ထားတော့မြင်တွေ့ရပါတယ်ရှင့်ကျွန်တော်ကမှလည်းလုပ်တွေအများကြီးလုပ်ခဲ့ဥပါရယ်ပေါ့နော်စာတပြောရှင့်သူလည်းတော့သူသူ့ရဲ့ကိစ္စသူပြောတာပေါ့ဒီမှုအတွက်လည်းသူကဝင်ဆတောင်းပန်တယ်ဆိုပြီးပြောထားတယ်ပြီးတော့သူ့မှသူလက်ခံတယ်ပေါ့နော်စိုက်တဲ့ပြစ်တံပေးနိုင်တယ်ဆိုပြီးတော့လေသူ့ရဲ့လူမှုကွယ်မှာရေးသားထားပါရှင့်ဒါမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွယ်အစီအမဝေဖန်မှုတွေမြင့်တက်နေတယ်ဘာကြောင့်လဲဆိုတော့မျိုးသမီးတယောက်ကိုလိမ်မန်းဆိုင်ရာအစောကနှောက်ရှက်မှုပြုလုပ်တဲ့သူကိုအပြစ်ပေးတာမဟုတ်ပဲနဲ့အဖွဲ့ကနေနှုတ်ထွက်တာလောက်ပဲအရေးယူလိုက်တာကအင်မတန်ပေါ့လျော့လို့နဲ့ အရေးယူမှုပေါ့နော်ဒီလိုတတ်မှတ်တဲ့အတွက်ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါရဲ့ရှင်။ဟုတ်လားဟုတ်ပါရဲ့ရှင်စဉ်းစားကြည့်ပါ။တရားဝင်ဆုံးမှုတဲ့နေရာမှာသာနေထိုင်မယ်ဆိုရင်ဒီနစ်နာတဲ့အမျိုးသမီးလေးအတွက်ကဒီမောက်ခမ်းဝါဆိုတဲ့ပုံကိုယ်ကိုအဖြစ်ကုကုပေးရမှာမဟုတ်ဘူးလား။ထောင်ချရတာဖြစ်စေသူ့ရဲ့သူနဲ့ထိုက်တဲ့အဖြစ်ပေးရမှာလေ။တိကျမောက်ထောင်ချအောင်ကြားရမယ်အမှုရှင်ကျွန်မပြောချင်တာမင်းလေးကြောက်ကိုလိန်ချမ်းဖတ်တာဆော်ကားတာလေ။မလိမ့်ဘူးလေပြောရမယ်ဆိုဒီလိုကိစ္စအောင်ထောင်မချရဘဲနဲ့အဖွဲကနှုတ်ထွက်တာနဲ့ပြီးသွားရောလား။ အရန်ကိုပေါ့ရော့မနေဘူးလားရှင်ဒီမိန်းကလေးအတွက်တရားမျှတမှုရှိပါမလားနင့်နာသူမိန်းကလေးအတွက်ပေါ့နော်အဲ့ဒါလေးကတော့စဉ်းစားဆင်ခြင်သုံးသပ်မယ့်ကိစ္စလေးသာဖြစ်ပါတယ်အခုလိုမျိုးဝေဖန်မှုတွေဖြစ်လာတဲ့အခါမှာဒီမောက်ခန်းဝါနဲ့ပတ်သက်ပြီးတော့ပေါ့သူ့ရဲ့တွဲဘက်တွေပေါ့ရှင်သူနဲ့လှုပ်လှုပ်တဲ့သူတွေကလည်းအဲ့လိုမျိုးအနိုင်ကျင့်နှိပ်စက်မှုတွေရှိရဲဆိုတော့ပေါက်ထုတ်လာတဲ့သူတွေရှိပါရှင့်သူတို့လှုပ်ဆောင်ချက်ကိုပေါက်ထုတ်တဲ့နေရာနေပြီးတော့ထူးခြားတဲ့ဟာလေးတစ်ခုကကြတော့ဒီမှာဖတ်ပြပါမယ် ်မောက်ခန်းဝါနဲ့အတူတဲ့ဇေယျလွင်ပေါ့နော်ပိုင်ရဲသူရှာမတို့ကတဲ့ပြည်သူထူတဲ့ငွေတွေကိုလွဲသုံးစားလုပ်ပြီးတော့အမျိုးသမီးတွေကအတ္တမပြုကျင်တာအများကြီးလုပ်တယ်ပေါ့နော်ပြီးတဲ့အခါမှာတဲ့သူတို့ကဒီအကြမ်းဖက်အားပေးတဲ့မီဒီယာပေါ့ရှင်သူတို့အတွက်ကတော့ဒါသူတို့အသုံးချတဲ့မီဒီယာပေါ့နော်ဟိုခစ်တစ်တို့မစ်စီမာတို့စသဖြင့်ပေါ့အဲ့လိုမီဒီယာတွေအသုံးချပြီးတော့ယာဒူးတွေယူနေကြတာယွန်စရာပါပဲဆိုပြီးဖော်ထုတ်ထားပါရှင့်ကျော်ပီတက်တွေကတော့ရှင်လိန်ချမ်းပတ်မှုတွေပြုလုပ်နေတာတွေကတော့တော်တော်ဆိုးဆိုးွားပါပဲ ဒါကို PDF ထောက်ခံတဲ့သူတွေထိချုပ်နိုင်မှာလားဆိုတော့ကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရုံကလွဲလို့ရှင်ကျန်တာမတက်နိုင်ပါဘူးရှင်ကျွန်တော်တို့ပတ်ကဲလို့မရဘူးပေါ့နော်ဒီတော့ကိုသားသမီးက PDF ထဲဝင်ကျင်နေဆိုတော့နေစင်းသားပေါ့ရှင် PDF ထဲမှာ main လေးတယောက်အတွက်လုံခြုံစိတ်ချမှုဆိုတာမရှိဘူးရှင်ကိုရဲ့သားသမီးကိုသူများနှိပ်စက်အနိုင်ကျင့်မဲ့နေပဲစီကိုကိုကကိုယ်တိုင်တွန်းပို့တာမျိုးမဖြစ်ပါစေနဲ့နော် main ကလေးတွေငငယ်နုနုထွတ်ထွတ်လေးတွေ PDF လုပ်လို့ရှင်ကျွန်မအင်မတန်စိုးရိမ်နေရှင့်ဥပဒေစုံမှုမရှိရဲကြားတိုက်ရှိရဲနေနေလေးကိုတမင်လေးကိုလွတ်လိုက်တယ်လို့ပဲ အဲ့ဒီတမင်လေးရဆိုရင်အကောင့်တိုက်ရှိပါမလားရှင်ဒါကိုမိဘများနည်းနည်းစင်ကြကြပါကိုယ်တိုင် PDF လုတ်ချင်လဲဆိုတော့အသက်50 60ဆိုလဲသွားလုတ်ပါကိုယ့်ရဲ့သားသမီးနူးနူးတွတ်တွတ်နေရော PDF မလုတ်ခိုင်းပါနဲ့ရှင်ကြားစာဖြစ်သွားပါလိမ့်မယ်ရှင်ဒါလေးတော့ကျမတရင်သုံးသက်ချက်လေးရနေပြီးတော့အနီမိဘပြည်သူများသိစေဖို့အတွက်လဲကျမပြောပြလိုက်ရပါတယ်ရှင်မိဘပြည်သူများရှင်နောက်ဆုံးသတင်းလေးအနေနဲ့ကတော့ပြင်းပြင်းနဲ့အကြောင်းလေးပြောပြချင်ပါတယ်ပြောပြတဲ့အကြောင်းရင်းကလည်းပေါ်လာတယ်ရှင်အဲ့ဒါပါလဲဆိုတော့ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့80 ဆောင်မြမြောက်ကော်တူးလေနေအဖြစ်ထုတ်ပြန်လိုက်တဲ့မေခွန်းမှဆိုရင် KNU ဥက္ကဋ္ဌဗဒိုစောကွယ်ထူဝင်းကထူကြတဲ့မေခွန်းတစ်ခုပြောကြားခဲ့ပါတယ်ရှင်အဲ့ဒီမေခွန်းထဲမှာထူကြတဲ့အကြောင်းအရာလေးပေါ့နော်ပါလာတယ်ပါလာအတွက်ကျွန်မပြောပြချင်တယ်။ဘာကြောင့်ပြောရလဲဆိုတော့သူတို့ရဲ့စိတ်တဘောတာအမှန်ကိုမိဘပြည်သူတွေသိစေဖို့အတွက်ပြီးတော့ NUG နဲ့ NUG ခိုင်းစားတာခံနေရတဲ့ပြည်ချက်တွေသိစေဖို့ကျွန်မပြောပြချင်တာ။မေကုန်းကောက်လုပ်ချက်ထံမှာပြောရတာရှင်းတယ်။ဘာလဲဆိုတော့ကရင်အမျိုးသားတော်လှန်ရေးလှုံ့ဆော်မှုပါဆိုရင်လည်းကရင်လူမျိုးတွေရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ ကော်တူးလေးနိုင်ငံထူထောင်ဖို့အတွက်ဖြစ်တယ်ဆိုပြီးသူကအတိအကျပြောသွားပါတယ်ရှင်။သူတို့ကရင်လူမျိုးတွေရဲ့မျှော်လင့်ချက်ကကော်တူးလေးနိုင်ငံထူထောင်ဖို့နိုင်ငံတစ်တစ်ခုထူထောင်ဖို့ရှင်။ပြည်ထောင်စုထဲမှာအေးချမ်းစွာနေဖို့မဟုတ်ဘူးရှင်။ဒီမိုကရေစီလိုချင်တာလည်းမဟုတ်ဘူးရှင်။စစ်အာဏာရှင်ကိုတွန်းလှန်ချင်တာလည်းမဟုတ်ဘူးရှင်။နိုင်ငံတစ်ခုတည်ထောင်ချင်တာ။ဆိုလိုချင်တာကပြည်ထောင်စုကနေခွဲထွက်ချင်တာ။ဒါနဲ့ဒါကခင်ပြည်နယ်မှာရှိတဲ့ကရင်လူမျိုးအလုံးရဲ့ဆန္ဒကိုကိုးစားပြုရတာမဟုတ်ပါဘူးရှင်။ KNU အဖွဲ့ရဲ့စန္ဒာကိုပြောပြတာပါအဲ့ဒီစန္ဒာကိုပဲသူတို့ကနေပေါင်းများစွာအကောင့်ထဲပေါ်လာတာဖြစ်ပါရှင့်အဲ့ဒီစန္ဒာကိုလက်ရှိမှာပါဝင်အားဖြည့်ပြီးတော့အသက်နဲ့ရင်းပြီးပါဝင်အားဖြည့်တာနော်အဲ့လိုပါဝင်အားဖြည့်နေကြတာပီတက်တွေဖြစ်ပါရှင့်ဒါကြောင့်ကျွန်မတို့ရဲ့စိတ်သဘောထားလေးကိုအရင်ဆုံးသိအောင်ပြောပြတာပါဒီတော့ okay ဒီ KNU ဖွဲ့ရနေပြီးတော့နိုင်ငံခွဲထွက်ခြင်းနဲ့နိုင်ငံထူထောင်ခြင်းနဲ့ကရင်လူမျိုးကကရင်နိုင်ငံပေါ့ရှင်ဒါကတော့ကရင် KNU စိတ်ကူးမှမဟုတ်ဘူး KNU မတ်နဲ့အိမ်မတ်မှမဟုတ်ဘူး ရခိုင်မှာရှိရဲ့အေအေကထုံးမြက်နိုင်လေအဲ့ဒီအိမ်မက်မတ်နေရဲ့ရှင်ရခိုင်နိုင်ငံဆိုပြီးအိမ်မက်မတ်နေရဲ့နော်အဲ့လိုမျိုးပေါ့ရှင်တခြားတိုင်းရင်းသားအချို့လည်းအဲ့လိုပဲအိမ်မက်မတ်နေကြတာရှိတယ်သူတို့အကုန်လုံးစိတ်ကူးအိမ်မက်တွေမတ်နေကြတာရှင်ဒီတော့ဒီစိတ်ကူးရဲ့အိမ်မက်ကိုကျွန်မဖြစ်နိုင်ပြီးရှိမရှိဆိုတာလေးသုံးသပ်ချင်တယ်ရှင်โอเคခွဲထွက်ပါပြီတဲ့ KNU ကဥက္ကဋ္ဌကိုကျွန်မမေးချင်တာခွဲထွက်ပါပြီတဲ့နိုင်ငံတစ်ခုခွဲထွက်တယ်ဆိုတာကငါခွဲထွက်ပြီခေပြောရုံနဲ့အဲ့ဒီနိုင်ငံဟာနိုင်ငံတစ်ခုဖြစ်ပြီလို့ထင်လားရှင် ကရင်ဟာဆိုရင်ကရင်ပြည်နယ်ဟာဆိုရင်ပြည်နယ်တစ်ခုပဲနိုင်ငံတစ်ခုမဟုတ်ဘူးမြန်မာနိုင်ငံတည်းကပြည်နယ်တစ်ခုအဲ့လိုခွဲထွက်ပြီဆိုရင်ကုလသမဂ္ဂအာဆီယံဒီလိုမျိုးခွဲထွက်ခွင့်ကိုလက်ခံခြင်းမခံခြင်းဆိုတဲ့ကိစ္စကိုအရင်ဆုံးစပြောပါမှာကုလသမဂ္ဂရဲ့မူရင်းအခြေခံသဘောထားကိုကျွန်တော်ပြောပြပေးမယ်ရှင်ကုလသမဂ္ဂဆိုရင်နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာနဲ့နယ်နိမိတ်စီယုံညီညွတ်မှုကိုအလေးထားတယ်ပြီးတော့မူလနိုင်ငံရဲ့သဘောတူညီချက်မရှိဘဲခွဲထွက်လာတာတွေကိုသဘောတူပြီးထုံးစံမရှိဘူးရှင်ဒါအပြင်အာဆီယံရဲ့မူပေါင်းလေးလည်းကျွန်တော်ပြောပြမယ် အာဆီယံဆိုရင်နိုင်ငံတကာနဲ့နမိတ်တွေမပြောင်းလဲရှိပြည်ရင်းကိစ္စတွေမှာဝင်ရောက်မဆွတ်ဖက်ရေးကိုအခြေခံမူဖြစ်ကျင့်သုံးထားတဲ့အဖွဲ့အစည်းဖြစ်ပါရဲ့ရှင်။ဒါကြောင့်နိုင်ငံတစ်ခုကပြည်နယ်ကဒီလိုခွဲထွက်လာတယ်ဆိုရင်ကုလသမဂ္ဂနဲ့အာဆီယံကလွယ်လွယ်ကူကူလက်ခံလိုက်ဖို့အတွက်ဆိုတာမဖြစ်နိုင်လို့ရှင်။သူတို့ရက်တည်ထားတဲ့မူပေါင်းအရာမဖြစ်နိုင်ပါဘူးရှင်။နောက်ထပ်အရေးကြီးတာတစ်ခုကတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်ဗီဒီယိုအာဏာသုံးခွင့်ရှိရဲဆိုတာမမေ့ပါနဲ့ရှင်။ဒီတော့ KNU အနေနဲ့စိတ်ကူးအိမ်မက်မက်ချင်တယ်ဆိုရင် ရုရှားနိုင်ငံနဲ့တည်တည်ကြကြအဆင်ပြေစွာပေါင်းသင်းဆက်ဆံနေတာ KNU လားမြန်မာနိုင်ငံအစိုးရလားရှင်အဲ့ဒါလေးစဉ်းစားတရုတ်နိုင်ငံနဲ့ရောပေါင်းသင်းဆက်ဆံပြီးအဆင်ပြေနေတာ KNU လားမြန်မာနိုင်ငံအစိုးရလားဆိုတာအရင်ဆုံးစဉ်းစားကြည့်လိုက်ပါရှင်စိတ်ကူးရင်အိမ်မက်မတ်မယ်ဆိုပြပြတာပါဒီတော့ KNU မတ်နေရဲ့အိမ်မက်ကိုကုလသမဂ္ဂနဲ့အာဆီယံကလက်ခံပေးနိုင်ဖို့အတွက်ဆိုတာဖြစ်နိုင်ခြေလုံးဝမရှိပါဘူးရှင်ဒီလိုဖြစ်နိုင်ခြေမရှိဘူးဆိုကရင်ပြည်နယ်ဟာတွတ်တူခွဲထွက်ပါမယ်ဆိုပြီးလှုပ်လိုက်ပါပြီတဲ့ ီးရအရာအပြေဝနိုင်သွားခဲ့ရင်ပြောတာနော်လှုပ်လိုက်ပါပြီတဲ့ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်ပြောပြပေးမယ်ရှင်။ကင်ပြင်းနေရဆိုရင်အဲ့လိုမျိုးခွဲထွက်လိုက်မယ်ဆိုပြီးတွတ်သူကြံရတယ်။နိုင်ငံတကာကအသိမှတ်မပြုဘူးဆိုရင်ကင်ပြင်းနေမှာရှိတဲ့ကုံသွဲရေးတွေဘဏ်လုပ်ငန်းနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရပ်တန့်သွားမှာဖြစ်ပါရှင်။ဒါ့အပြင်ထိုင်းနိုင်ငံနဲ့နယ်စပ်ကုံသွဲကိစ္စတွေမှာလည်းအကန့်အသတ်နဲ့သာဆောင်ရွက်နိုင်တော့မှာဖြစ်ပါရှင်။ဒီလိုဆိုရင်ဒေတာကန်တွေအတွက်အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ကျန်းမာရေးပညာရေးကုံတွယ်ရေးအဲ့ဒီကိစ္စတွေအားလုံးဟာခက်ခဲလာခဲ့မှာဖြစ်ပါတယ် ီလိုခက်ခဲလာပြီဆိုရင်တော့ကင်ပြင်းနယ်မှာရှိတဲ့သူတွေရဲ့စာဝတ်နေရေးကိုခေါင်းထဲမှာထည့်ပြီးစဉ်းစားကြည့်လိုက်ပါအောင်ရှင်ဘယ်လိုအခြေအနေဖြစ်လာတော့မလဲဆိုတာကိုဒါအပြင်ကိုကင်ပြင်းနယ်မှာရှိတဲ့သူတွေရဲ့စည်းဝါးရေးအပြင်ကိုပြည်တော်စုရဲ့စည်းဝါးရေးပါထိခိုက်လာမှာရှင်။ဘာကြောင့်လဲဆိုတော့ကင်းပြည်နယ်ဟာဆိုရင်တဘာဝတင်ရစာတာတွေပေါ့နော်ရေရလက်စစ်စတဲ့ကိစ္စတွေကပြည်တော်စုကိုထောက်ပံ့မပေးနိုင်ပဲနဲ့ပြည်တော်စုမှာအခက်အခဲတွေဖြစ်လာနိုင်မယ်။ဒီလိုဖြစ်လာပြီဆိုရင်မြန်မာတပ်မတော်ရဲ့တာဝန်ဖြစ်တဲ့ဒုတာဝန်အရေးသုံးပါ ပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့တို့တာဝန်အရေးသုံးပါးကိုပခုံးမှာထမ်းထားရတဲ့မြမတက်မတော်ကကရင်ပြည်နယ်ကိုစစ်ပြုတ်ပြီးတော့ပြန်လည်သိမ့်ပိုက်ရယူလို့ရတယ်ရှင့်ဒါဆိုရင်ကရင်ပြည်နယ်မြည်ဟာဆိုရင်ဘာဖြစ်သွားမယ်လို့ထင်ပါတယ်ရှင့်ကြီးကြည့်ကြမလို့တွေးကြည့်အောင်လည်းသိရဲ့ကိစ္စပါဒါပြင်ကိုကင်ပြည်နယ်ကနေပြီးတော့အဲ့လိုမျိုး KNU ဥက္ကဋ္ဌပါဘောနော်သူကသူခွဲထွက်ပါမယ်နိုင်ငံထူထောင်ပါမယ်ဆိုပြီးပြောလိုက်မယ်ဆိုရင်ရှမ်းပြည်နယ်ကလက်နက်ကင်နေရလဲမနေဘူးလေငါတို့နိုင်ငံခွဲထွက်မယ်ဆိုပြီးလုပ်မယ် ရခိုင်ပြည်နယ်ကလည်းလုံမယ်။ပြည်နယ်အားလုံးဟာသူတို့တို့နိုင်ငံတကူတည်ထောင်မယ်ဆိုပြီးလှုပ်လာလို့ရှိရင်ပြည်ထောင်စုပြိုကွဲမှုစလာမှာ။ဒီတော့ကနဦးကနဖျားစပြီးတော့စံပြအနေနဲ့အရေးယူရမယ်ကိစ္စတွေမြမတက်မလို့ကလုပ်ကိုလှုပ်အောင်ပါရှင့်။ဒါဟာမြမတက်မလို့တာဝန်ပဲပြည်တော်စုရဲ့တာဝန်ပဲရှင့်ဒီတော့ကိုယ့်ရဲ့နိုင်ငံကိုကိုသူလေးနိုင်ငံဆိုပြီးစပြီးကျင်ညာတဲ့နေ့ရတော့အဲ့ဒါဇေယုပောက်တဲ့နေ့လို့ပဲကျွန်မပြောလိုက်ချင်တယ်ရှင့် ဒါကကျမချင်းချောက်တာမဟုတ်ဘူးနော်ကျမတို့နိုင်ငံရဲ့အခြေအနေဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတကာရဲ့လုံဆောင်ချက်အရဒီလိုပုံစံဒီလိုအဖြေပဲထွက်မှာဖြစ်တဲ့အတွက်ကျမအနေနဲ့သုံးသပ်တင်ပြပေးတာဖြစ်ပါရှင့်ဒါပြင်နောက်ထပ် important ဆိုတာတစ်ခုကကြာတော့ကရင်ပေါ့နော် KNU အဖွဲ့ကဥက္ကဋ္ဌငါတို့ကကိုတိလီနိုင်ငံဆိုပြီးတော့ဒါသူကစူးစမ်းပန်းစားပြောတာပေါ့ရှင့်တကယ်တဲ့နိုင်ငံထူထောင်လို့ရှိရင်နိုင်ငံတကာကလည်းဒီကိစ္စကိုလက်ခံပေးဖို့ခတ်တယ်ရှင်။လက်ခံပေးဖို့ခတ်တဲ့အပြင်ကိုအဲ့ချိန်ကြာလို့ရှိရင်အမေသာတုံးလေးလိုပဲဝိုင်းဆွဲကြတော့မှာ ရင်ပြည်နယ်ရဆိုရင်ထိုင်းနိုင်ငံနဲ့ကတ်နေရထိုင်းနိုင်ငံကရောသူ့ရဲ့ဩဇာအာဏာကရင်ပြည်နယ်စီတက်ရောက်လာဖို့အတွက်မလုပ်နိုင်ဘူးလုပ်နိုင်တာပဲထိုင်းနိုင်ငံရဲ့အနောက်မှာမာစတာကြီးကဘယ်သူရှိလဲစဉ်းစားမာစတာကြီးနဲ့မတည့်တာဘယ်သူလဲဆိုတာစဉ်းစားအဲ့ချိန်ကြလို့ရှိရင်အဲ့ဒီမာစတာကြီးနှစ်ယောက်ရဲ့ပလန်ကြောင့်ကရင်ပြည်နယ်ဟာဆိုရင်စစ်မီးတွေတောက်ပြီးတော့စုံစုံမြုပ်သွားမှတေးကြရရှင့်ကမ္ဘာနိုင်ငံကြီးနဲ့မြန်မာနိုင်ငံကြီးကအများကြီးဆက်နွယ်နေတာဖြစ်ပါရဲ့ရှင့်ဒါကိုတိုင်းရင်းသားရဲ့နားလည်ဖို့လိုတယ်ရှင့်ကို့မှာရှိတဲ့လူဝင်အားလေးကနည်းနည်းလေး ပြည်နယ်လေးကတည်တည်လေးနဲ့နိုင်ငံတစ်ခုတည်ထောင်ခြင်းနဲ့ဒါဟာဖြစ်နိုင်ရရှိလားမရှိလားစဉ်းစားကြည့်ပေါ့ရှင်ဖြစ်နိုင်ရမရှိလို့လည်းအခုချိန်ဒီမြန်မာပြည်ဝင်ဆက်ကရှေ့ကျနေတာပေါ့ရှင်ခွဲထွက်ခွင့်အတွက်ကိုလှုပ်လို့သာအဆင်ပြေခဲ့ပြီဆိုရင်ရင်တော့ရန်ကုန်အစိုးရဆိုပြီးတော့ပွက်ပွက်လေးပဲကြံတဲ့အချိန်ကလေးကခွဲထွက်လို့ရလိုက်ပါလေဘာကြောင့်မရခဲ့တာလဲနိုင်ငံတကာကဘာကြောင့်လက်မခံပေးခဲ့တာလဲနိုင်ငံတကာမှာလည်းလိုက်နာရဲစီးမင်းနေရှိရဲ့ရှင်သူများနိုင်ငံရဲ့အခြေခံဥပဒေကိုနိုင်ငံတကာဥပဒေမှာဝါလိုက်နာပေးရတယ် ကျမတို့နိုင်ငံကိုထိ ंछ ုပ်ခြင်းတဲ့အတွက်သာအမေရိကန်နိုင်ငံကလည်းရှင်းပြလာပြီးတော့ကစားတာ CIA တွေထဲတာဆဲတွေတုံးတာပတ်စံတွေထောက်ပံ့တာလုံကောင်းလုပ်လိမ့်မယ်တကယ်တော့ခွဲထွက်ဖို့အတွက်ကြရင်တော့တို့အနေနဲ့အာမခံပေးလို့မရတဲ့လိုမျိုးကိုယ်ပိုင်အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ရှိနေတဲ့ကိစ္စရှက်ဘာမှတို့ကျမတို့လာပြီးလုပ်လို့မရဘူးစိတ်တလောက်တိုက်ကိုယ်နိုင်ငံထဲမှာစိတ်တလောက်လုပ်ပြည်နယ်ခွဲထွက်လို့လည်းမရတော့နိုင်ငံအသစ်ထူထောင်ဖို့လည်းလုံးဝမလွယ်ဘူးရှင့်။ဘာကိုတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကခေါင်းဆောင်တွေတည်ရလား။တည်ရနဲ့လုံနေကြလား။မတည်ပဲလုံနေကြလား။ကျွန်တော်စဉ်းစားလို့မရအောင်ရှင့်။ စစ်တေတိုက်ခဲ့တာပဲနှစ်ပေါင်းများစွာကြာခဲ့ပြီငါတို့ရဲ့ရီမန်းချက်ကအတိတ်ပဲရှိလားစိတ်ကူးရင်တတ်တတ်လားအိမ်မက်ပဲလားဆိုတာအခုချိန်ကြီးမသိသေးတာကတော့တော်တော်ဆိုးပါတယ်ရှင့်ကျမတို့ရွေးချယ်ရမယ်လမ်းကတလန်းနဲ့ရှိရယ်ကျမတို့စွတ်စွတ်စည်းနေပြီးတော့ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ပဲရှိရယ်ရှင့်ဒီအတွက်ကိုလည်းနိုင်ငံတော်ကစူးစမ်းနေပါတယ်အားလုံးအတ္တလေးရှော့ပြီးတော့လူမျိုးစွဲစိတ်ဓာတ်လေးရှော့ပြီးတော့ဒီခရီးလေးကိုအတူသွားမယ်ဆိုတော့မှကျမတို့နိုင်ငံအေးချမ်းတာကြပါပြီရှင့် ွဲထွက်ခွင့်ဆိုတာလောက်ခဲ့တာနှစ်ပေါင်းများစွာကြာတာမှအောင်မြင်တာဘာကြောင့်လဲဆိုတာကိုနည်းနည်းစဉ်းစားသုံးသပ်နိုင်ဖို့အချိန်တန်ရောက်ပြီလို့တော့ကျွန်မထင်တာပဲရှင့်အဲ့လိုမှမဟုတ်ရင်ကျွန်မတို့နောက်ထပ်မျိုးဆက်တွေအထိစစ်တိုက်နေရအောင်မမြန်မာနိုင်ငံကအဲ့လိုပဲဒုက္ခဆင်းရဲကြီးနေအောင်မရှင့်ဒါဟာတိုင်းသားခေါင်းဆောင်တွေနဲ့ ြည်နယ်ခွဲထွက်ခြင်းနဲ့သူတွေရဲ့အတ္တတွေကြောင့်ဖြစ်တဲ့ကိစ္စတွေပဲရှင်ဒီသဘောတရားလေးကိုနားလည်ဆင်ခြင်နိုင်ဖို့လည်းကျွန်မတင်ဆက်ပေးတာဖြစ်ပါရှင် KNU ဥက္ကဋ္ဌအနေနဲ့လည်းနည်းနည်းစဉ်းစားပါရှင်နော်နည်းနည်းစဉ်းစားပါနော်တချို့စကားတွေကပြောလိုက်တာပဲရှိတာကိုယ့်ပြည်နယ်အတွက်ကိုယ့်လူမျိုးအတွက်ဘယ်လောက်ထိစိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာအသက်တွေလည်းကြည့်ပြီးပဲရှင်နည်းနည်းစဉ်းစားခြင်းချင်းတုံ့သက်ပြီးတော့စကားတွေပြောကြတာလို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်အဲ့လိုမှမဟုတ်ဘူးစမ်းတော့ကို့ကြောင့်ကို့ပြည်နယ်မှာရှိတဲ့ကိုယ့်ရဲ့ကရင်လူမျိုးတွေစစ်ပွဲကြားထဲမှာညှက်သွားမယ်ဆိုရင် ကိုယ့်ရဲ့သမိုင်းကြောင်ကောင်းမှာမဟုတ်ပါအောင်ရှင့်ဒါလေးကိုစင်ကြင်နိုင်မှုတော့ကျမအနေနဲ့တင်ဆက်လိုက်ပါရစီရှင်ကျမသတင်းသုံးသပ်တင်ပြချက်လေးကိုယနေ့မှတလောင်းနေပဲရှင်းနာပြရစီရှင်ကျမသတင်းလေးတွေကိုအမြဲတမ်းပဲကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချင်တာကိုကြမှာကြပါစေကောင်းကျိုးလိုရင်ဇာနာများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်